ဆိုတော့ colonize with color ရောက်ရှိသွားပြီဆိုတာ ਨੇ လူတော်တော်များများအနေနဲ့ဒီ900သားသမီးပေါ့နော်ဒီတနေ့ဝင်တဲ့အင်္ဂါဘူလိုရောက်လို့ရစနေရာဟုစသဖြင့်ပေါ့ဗျာဒီ900သားသမီးတွေအနေနဲ့လူတော်တော်များများအနေနဲ့က ခွန်လာပိုင်းကိုရောက်ရှိသွားပြီဆိုရင်ကိုယ့်ရဲ့စိတ်ထမှာတစုံတစ်ခုခုလိုအပ်နေတဲ့ပုံစံမျိုးလေးဒီကိုယ့်ရဲ့စိတ်ထမှာတရားရုပ်ကိုမျှော်လင့်နေတဲ့ပုံစံမျိုးတစ်ခုခုလွမ်းဆွေးနေရတယ်လွမ်းလွမ်းမောပြီးတော့တန်းတနေရတယ်အနည်းလေးစိတ်ထမှာကြေကွဲစရာကောင်းတဲ့အဖြစ်ပြအခိုက်အတန့်မျိုးလေးဒီကြုံတွေ့နေရတတ်တယ်ဆိုတဲ့သဘောတရားကြီးစိုးလာတာဖြစ်ပါတယ်အဲဒီအတွက်ကြောင့်ခွန်လာပိုင်းဆိုတဲ့ကာလကိုလူတော်တော်များများရောက်ရှိသွားပြီဆိုတာနဲ့ ဝမ်းထဲကကောင်းတဲ့အဖြစ်အပျက်မျိုးတွေကတောင်းလျှောက်တောင်းလျှောက်ဆိုလို့ကြုံကြုံလာတတ်တာဖြစ်ပါတယ်။ colorize ဆိုတဲ့ color မှာပျော်ရွှင်စရာကောင်းနေဆိုတာထက်နည်းနည်းလေးအလွမ်းအဆွေအတွေးအငေးကြည်ကွဲရမယ့်အဖြစ်အပျက်မျိုးတွေကကြုံတွေ့ရတတ်တာဖြစ်ပါတယ်။ကိုယ့်ဘာနဲ့ကိုတယောက်တည်းနေပြီးအလုံးလုံးနေရင်ဆိုရင်တော့မှအလုံးလုံးနေရတဲ့နေရာကြီးကလွမ်းစရာကောင်းနေတဲ့အဖြစ်အပျက်မျိုးကြီးပေါ့။တရားဟုတ်ကိုတတိယနေတာမျိုးတစ်ခုခုလွမ်းနေတာမျိုးအော်ငါအရင်အချိန်တုန်းကဆိုရင်ငါဘလူမျိုးအလုပ်တွေကြိုးစားခဲ့တာစသဖြင့်ကိုယ့်ရဲ့အတိတ်ကို မြုံမှန်းတန်းတပြီးတော့မှလွမ်းစွန်းနေမိတတ်တဲ့အခိုက်အတန့်မျိုးစသဖြင့်ကြုံတွေ့ရတတ်တာဖြစ်ပါတယ်။အဒီပြောနေတဲ့အကြောင်းအရာကအချေးမှကြုံတွေ့နေရတာတွေမဟုတ်ဘူး။သူကပုံမှန်လူတွေအနေနဲ့မှပါတစ်ခုခုတစုံတစ်ခုခုလွမ်းနေရတတ်တဲ့ခံစားချက်မျိုးရနေတတ်တယ်ဆိုတဲ့သဘောတရားမျိုးဆိုလိုချင်တာ။အဲ့ဒီတော့ခွန်လာဝိုင်းဆိုတဲ့ကာလအောင်မိတ်ဆွေတို့ရောက်ရှိသွားပြီဆိုလို့ချင်းတေချာလေးကျွန်တော်ပြောရရင်လေးနဲ့နှိုင်းရှင်ကြည့်တရားဥကိုတတိယနေတတ်တယ်တရားဥကိုလွမ်းနေရမှုဖြစ်တတ်တယ်။အဲ့လိုမျိုးလွမ်းနေရလူမရှိဘူးဆိုရင်တောင်မှ အရင်ကအတိတ်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်မျိုးတွေအခိုက်အတန့်မျိုးလေးတွေကိုမျှော်မှန်းတန်းတပြီးတော့မှတခုခုကိုကိုကကြေကွဲခံစားနေရတဲ့အဆွေးမှုပုံစံမျိုးလေးဝင်နေတတ်တဲ့ဆိုတဲ့သဘောတရားဖြစ်ပါတယ်အဲ့တော့ကြောင့်ချစ်တူရီသားရှိထားတဲ့သူတွေရောချစ်တူရီသားမရှိထားတဲ့သူတွေရော ကိုယ့်ရဲ့ပုံမှန်တစ်နှစ်တာဖြတ်တန်းနေရတဲ့ပုံစံလေးမှာပါနည်းနည်းလေးကြေကွဲစရာကောင်းတဲ့အဖြစ်ပြက်မျိုးလေးတွေကြုံလာတတ်တာဖြစ်ပါတယ်ဒီအကြောင်းအရာကိုပြောပြဖို့ဆိုတာနည်းနည်းလေးခက်တယ်လူတဦးတယောက်ရဲ့စိတ်ခံစားချက်ကိုစကားလုံးနဲ့ပြောပြရတာဖြစ်တဲ့အတွက်ကြောင့်စကားလုံးအတုံးလုံးလေးတွေကအရင်အရေးကြီးတယ်ဒါပေမဲ့မိတ်ဆွေတို့ကျွန်တော်ပြောတာကိုနားလည်မထင်နဲ့ကိုယ့်ရဲ့စိတ်ထဲမှာကိုခံစားနေရတာဗျအခုခုလိုနေတဲ့ပုံစံမျိုးရင်မထဲမှာဟာတတကြီးဖြစ်ပြီးတော့မှ အဲတနေ့တနေ့အလုံးလုံးရတာလည်းမပျော်နေဘူးကိုကိုမှပတ်သက်နေရှိနေလဲကိုကမပျော်နေဘူးကိုမှစားဖို့လည်းမပူရအောင်နေဖို့လည်းမပူရအောင်သုံးဖို့ဆွဲဖို့လည်းမပူရအောင်ဒါပေမဲ့စိတ်ထဲမှာမပျော်နေဘဲနဲ့တခုခုလိုနေသလိုခံစားမိတဲ့အဖြစ်အပျက်မျိုးတရားအုပ်ကိုလွမ်းဆွေးပြီးတော့မှသတိရနေတာမျိုးကိုယ့်ရဲ့စိတ်ထဲမှာဟိုကအဲ့လိုတခုခုခံစားချက်လေးဟိုကအဲနည်းနည်း feeling မှုအောက်နေတယ်ဆိုတဲ့ပုံစံမျိုးကြီးဖြစ်နေတတ်တာ အဲ့တော့ကြောင့်ခွန်လာမဆွေကာလာတွေမှာစိတ်ပိုင်းဆိုင်ရာကတော့မိတ်ဆွေတွေအနေနဲ့ကအရင်ကောင်းနေမှာမဟုတ်ဘူးခံစားချက်သိမကောင်းနေဘူးတလန်းလွန်းတဆီဆီတကင်းငင်းတငိုင်းငိုင်းဆိုတဲ့လိုမျိုးဖြစ်နေရမျိုးတွေများစွာဖြင့်ကြုံလာတတ်တယ်ဆိုတော့လုပ်ငန်းလုပ်ရတာလည်းထို့အတူပဲတိတ်အလုပ်လုပ်ရတာလည်းတိတ်မပျော်နေဘူးကိုယ်စိတ်ဝင်စားတဲ့အလုပ်မျိုးကိုလုပ်နေရတယ်ဆိုပေုံတော့မပျော်မရွှင်ရတာမျိုးစိတ်မအေးချမ်းရတာမျိုးတတ်တောင်တတ်တာမဖြစ်နေရတာမျိုးဒီလိုပုံစံမျိုးတွေများစွာဖြင့်ခံစားနေရတတ်တယ်ပတ်ဆက်ရှိတဲ့သူလည်းသူကနည်းနည်းမအေးချမ်း ပတ်သက်မရှိလဲသူကနည်းနည်းမအေးချမ်းအဲ့လိုပုံစံမျိုးဖြစ်နေတာအဲ့ဒါကြောင့်ခရလာမင်းဆိုတဲ့ကာလကဘာဖြစ်ရှင်လို့ဖြစ်ရှင်နေမှမသိတဲ့ကာလလို့တတ်မှတ်ရမှာဖြစ်ပြီးတော့လူတိုင်းနှိမတော်တော်များများခရလာမင်းဆိုတဲ့ကာလတွင်မှာအလွမ်းဆူအတွင်းငွေလေးတွေနဲ့အဲကြည်ကွဲတန်တာမျော်လင့်ချက်လေးတွေဖြစ်ပေါ်နေတတ်တယ်ဆိုတဲ့သဘောတရားမျိုးတက်ရောက်တာဖြစ်ပါတယ်များသောအားဖြင့်ချစ်တူကြီးသားမရှိတဲ့သူတွေမှာကျရင်ပုံပြီးမှသိတာတဲ့အထူးကြံဆန်တတ်တယ် တယောက်တည်းဖြစ်နေသလိုလိုလောကကြီးမှာငါတယောက်ပဲရှိတော့သလိုလိုလောကကြီးမှာအဲကိုဘေးသားမှာဘယ်သူမှမရှိတော့ဘူးကိုအနားမှာဘာဆိုဘာမှမရှိတော့ဘူးငါရဲ့အလုပ်တွေလည်းအဆင်မပြေဘူးငွေကြေးလည်းအဆင်မပြေဘူးကွာဟာအိမ်လည်းအဆင်မပြေဘူးကွာဟာတခါရီးသားလည်းအဆင်မပြေဘူးကွာစသဖြင့်ကိုယ့်ရဲ့စိတ်ထဲမှာဟို ဘာတစ်ခုမှအစစ်မပြေတော့တလို့မျိုးခံစားမိရတတ်တဲ့အဖြစ်ပြက်မျိုးကြုံတွေ့ရတတ်တာဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ကကြုံတာအမှန်တကယ်စိတ်ကိုယ့်ရဲ့စိတ်ထဲမှာခံစားရတဲ့သဘောတရားလို့ပြောရတာဖြစ်ပါတယ်ဟာမင်းအလုပ်တွေစိုးစားကွာဆိုလဲလုံချင်တဲ့စိတ်ကိုမရှိတာအဲ့လိုသဘောတရားမျိုးခရိုလာဘက်မှာကြုံတွေ့ရတတ်တာဖြစ်ပါတယ်ဆိုတော့ဒီသဘောတရားလေးကိုလာရောက်ပြီးတော့မှရှင်းပြပေးတာဖြစ်ပါတယ်ခင်ဗျ နော်အဲဆိုတော့ဟောတဲ့အသေးသေးကိုတော့ကျွန်တော်နောက်နေ့မှကျွန်တော်ပြန်တင်ပေးမယ်ဒါကတော့နည်းနည်းခရလာပိုင်းအတွက်ကို intro ဝင်တဲ့ပုံစံမျိုးလေးပေါ့နော်ကျွန်တော်နေမကောင်းတဲ့အတွက်အတန်နဲ့တိတ်မထွက်နိုင်လို့အားကြောင့်လို့ပါခင်ဗျကဲအားလုံးကျေးဇူးမြတ်တင်ပါတယ်ခင်ဗျဟုတ်ကဲ့တူလိုက်လားအတွက်နည်းနည်းအဆဆလုံးလေးများနဲ့ hostel plus ရေးရရအောင်ဆက်မထက်တဲ့တော့မှတက်ဆက်ပေးနေကြပုံစံလေးအတိုင်းပဲအားလုံးမြစ်တာလက်ဆံတက်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်ဇူလိုင်လလေးမှာဆိုလို့ရှင်ဂျိုရီယာအကောင်ဘက်ကိုဥတီပြီးရက်တည်နေတာကိုတွေ့ရပါတယ်ရှင်အဲသူ့ရဲ့တောက်ကြချိုးကြီးကလည်းသူ့ရဲ့တသက်အနေထားမှာရရှိပြီးဖြစ်တဲ့အခါနောက်ထပ် ဒီကြာတာပရေးဂျိုယာဟုဂျိုတစ်ဖက်အမြင်နဲ့ကြာတာပရေးကကောင်းကျိုးတွေကိုတည်ဆောင်ပေးတယ်ယာဟုဂျိုကဆိုးကျိုးတွေကိုတည်ဆောင်ပေးတဲ့အခါမှာကြာတာပရေးဂျိုနဲ့ယာဟုဂျိုနဲ့တစ်ဖက်တစ်ဖက်စီအထူးမြင့်အနေထား၅ရက်ပါကအမြင်၉ရက်ပါကအမြင်နေနေရှိတဲ့အတွက်ကြောင့်မလို့ဘာဖြစ်နေတယ်လဲဆိုတော့သူတို့ရဲ့အစိုးရကိုဆုံချီဆုံချက်မြန်မြန်ထိန်းကြီးပေးထားတယ်အဲတစ်ဖက်မှာတော့ယာဟုဂိတ်တို့ကဒါပုံမှန်တိုင်းမှာပဲမျက်နှာစင်းဆိုင်ရှိပြီးအင်ကာကယာဟုနဲ့မြင်လာတယ်အဲ့မှာဆိုးကျိုးတစ်ချက်ကအင်ကာဂျိုရဲ့စနေကိုအမြင်နဲ့ ရှာဖို့အမြင်နဲ့ချင်းဆိုင်တမတ်တက်အမြင်တွေရှိပါတယ်။ဒါကြောင့်မလို့မီးဘေးအနေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေငင်းငလျင်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေနောက်ထပ်တစ်ချက်ကကြတော့လေချောင်းအနေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေရာသီဥတုဆိုးရတဲ့ကိစ္စရပ်တွေဖြစ်တတ်ပါတယ်ရှင်။အဓိကမှာပြောချင်တာတော့ရေရေကိုပြောချင်တယ်။မီးတို့မြေတို့လေရေတို့ဆိုတာဒါဒီလိုဂျိုဆိုးတွေမြင်လိုက်ရတာပုံမှန်အတိုင်းပဲ။ဒါပေမဲ့သူသက်ဆိုင်ရာဘာဝတွေလျောက်ဘယ်ရာသီလဲကြည့်ရကြည့်တဲ့အခါမှာမီးရာသီလေရာသီရေရာသီအုပ်စုကို ဥစဥစိထားတဲ့တကြောင်မုံတိုင်းအနေရရေကြီးမှုအနေရနောက်တစ်ခါလေပြင်းမုံတိုင်းတိုင်မှုအနေရဒီပေါ့နော်ဒီလိုအနေရတွေကိုသတိထားပေးရမယ်စစ်ဘက်ရေရစစ်လက်နက်တွေနဲ့ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီအင်္ဂါဂျိုတိုင်ရတီရောက်တဲ့အခါမှာသူကအရန်ကိုတောက်ပနေတယ်မီးတောက်မီးလျံကြီးလိုဖြစ်နေတဲ့အခါရေရာဟုကဟိုဘက်ကမီးလောင်ရလေပိတ်ထားတဲ့အတွက်ကြောင့်မလို့ဘာတွေဖြစ်သွားသလဲဆိုတော့အေးအီရန်နဲ့အစ္စရေးနဲ့စစ်တရင်တွေကြာမှာပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်သွားတာမျိုးတွေ့ရတယ်ဒီဇွန်လတွေမှာဝဲပေါ့နော်နမဲအစအခေယာစအခေယာလအခေယာနဲ့စတဲ့သူတွေ ဒီစာလုံးကကြတော့စုစေစော အခေယပါမယ်လအခေယလေးတွေကတော့အကုန်လုံးပါမယ်နမဲအစအခေယသမားတွေငွေရေးချိန်းနဲ့ပတ်သက်ပြီးရောစီးပွားရေးနဲ့ပတ်သက်ပြီးငွေဝင်နေမယ်အလုပ်ကိုင်းတွေလုံးဆောင်တဲ့နေရာမှာမနာမနေကိုအလုပ်များနေတတ်ပါမယ်အခြေရေးနဲ့ပတ်သက်လို့ပြောင်းလဲလေးတွေဖြစ်ပေါ်နေရလေးတွေရှိမယ်တရင်းကောင်းတွေကြားတတ်တဲ့ကာလာမျိုးလေးဖြစ်ပါတယ်ရှင်အထက်ရာရှိအကြီးကဲတွေရဲ့အမစားဆောက်ရှောက်ကိုခံရမဲ့ကာလာဖြစ်ပါတယ်ရလီယာလေးတွေအနည်းငယ်ရတော့ဒီအခေယသမားလေးတွေက နှင်းစီပန်အဝါသုံးဖို့အနီလေးတွေဖះမှာကတ်လို့ပူဇော်ပေးတာမျိုးပြုလုပ်ပေးလို့ရပါတယ်ရှင်။နမဲအစအခရာအဝဘာထက်ချိုင်နေစတဲ့သူတွေကတ်ကောင်းကြီးမင်္ဂလာတွေဖြစ်နေတဲ့အလုတ်အဟောင်းရှိလို့ရှင်ပြောင်းပြီးတော့အလုတ်အစ်ကိုလုံးကန်ဆောင်ရမယ်ကန်တရားမျိုးရှိနေပါတယ်ရှင်။ဘဝမှာကိုလိုချင်တဲ့ကိုဖြစ်ချင်တဲ့ကိစ္စတွေကိုပြုလုပ်တဲ့အခါမှာဒီအချိန်မှာစုပ်ပြည့်ချက်တွေမမားစီပဲနဲ့စုပ်ပြည့်ချက်တစ်ခုပဲမနေနဲ့ချမှာဖြစ်ပဲဘာဖြစ်လို့လဲဆိုတော့အလောက်ကိုင်အပြောင်းလဲတွေမြင်နေရာလူလာစာအစ်စ်တွေမြင်တဲ့အတွက်ကြောင့်လို့စုပ်ပြည့်ချက်မမားစီဖို့အတွက်အရေးကြီးတယ်။နောက်တစ်ချက်ကတော့ အိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေပြုလုပ်တဲ့နေရာမှာကို့ဘွားမှာအလုံးနဲ့ပတ်သက်ပြုလုပ်တာမှာအလုံးအဟောင်းတွေပိုင်းပြောင်းဝတ်တဲ့ကံတရားအလုံးအဟောင်းအပြုတ်အပြောင်းတွေရှိတတ်တဲ့ကာလမျိုးခုနှစ်လပိုင်းကုန်ပြီးကျင်းတည်ပေါက်ရှိနေပါတယ်။ယရိယာလေးတွေအနေနဲ့မှာတော့ဘာလေးတွေပြုလုပ်ပေးရမလဲဆိုတော့သူကလည်းပဲမိမျိုးပန်းဒုံမုံနှင်းစီပန်းအဝါလေးတွေဖះမှာမနဲ့ပိုင်းတွေကတ်လို့ပူဇော်ပေးလို့ရပါတယ်။အကုန်လုံးမနဲ့ပိုင်းတွေပဲအရေးအတွက်တော့မလို့နမေအစအခရာကကြီးစလိနေမှာလေကံကောင်းနေတာပေါ့အရင် very good ပဲကံကောင်းနေတာပေါ့သူ့လောက်ကံကောင်းတာတော့သူ့လောက်ကံမကောင်းလို့ပြောလို့ရတယ် အញ្ញံပြောစရာတခုမှတော့မရှိဘူး။ဒါပေမဲ့ဆရာသမားအကြီးရဲ့ကံနဲ့ပတ်သက်ပြီးတတိတာကိုအထင်လဲတတ်တာမျိုးလေးတွေဖြစ်ပေါ်တတ်တယ်။ရရားလေးတော့မလိုသေးဘူး။အဲဒါပေမဲ့တပည့်လက်အောက်တာချင်းကံဂိူးဆိုင်တတိထားပေးပါ။ရရားလေးတွေအနည်းနဲ့မှာဘာလေးပြုလို့ပေးရမလဲဆိုတော့ခွေးစာလေးကျွေးပေးတာမျိုးပြုလို့ပေးပါတော့။နောက်ထပ်နာမည်အစားအခေယာဟာအခေယာနဲ့စာရေးလို့ဟာအခေယာနဲ့စာရေးသူတွေရဲ့ဘဝလမ်းကြောက်ကတည်းကအလောက်ကိုက်ကတည်းကတွေကောင်းနေဒါပေမဲ့ပြောဆိုတာလေးဖြစ်တတ်တယ်။စကားများတာရက်ဖြစ်ရတာခင်မင်းနေမိတ်ဆွေနေအပြော ုံပြောဆိုရတတ်တာလုံးတရခင်ကတော့မှသူနဲ့ကိုနဲ့စိတ်တော့ကဖြစ်ရတာမျိုးပတ္တနာကွဲရတာမျိုးလေးဖြစ်တတ်တယ်အဓိကအပြောဆိုငွေကြေးအကုန်ကြများတတ်တယ်ဟာအခရာသမားလေးတွေအတွက်ကရရလေးတွေကဘာလို့ပြုလို့ပြရလဲဆိုခန်းကောင်အညွတ်မင်းမျိုးပန်လေးဖျားမှာကတ်လို့ပဲသူမဟုတ်ကြောင်စာခွေးစာချွေးပြီးနိုင်ငံရမှာနေလူတွေကဒီမှာရှိတဲ့ကြောင်စာခွေးစာတွေကိုလှမ်းလူပေးလို့ရတယ်နမဲအစအခရာမအခရာနဲ့စားတဲ့သူလေးတွေနမဲအစအခရာမအခရာနဲ့စားတဲ့သူတွေအတွက်ကအိမ်တော်ရဲ့အခြေရေးကျင်းနေပေါ့ပြဿနာတွေပေါ်တတ်တယ်သတိထားပါ တအိမ်ဥကောက်နဲ့ပတ်သက်တဲ့ယောဂဝေဒနာကြီးရှိရတဲ့တယ်မိသားစုတွေအရှုပ်ထွေးလေးအနေနဲ့ရှိရတဲ့တယ်ဒါဆင်ဝင်ဝေပိုင်းဆိုင်ရာမှာတိုးတက်မှုလေးတွေရှိရစာချုပ်စာနဲ့ချုပ်တဲ့ကိစ္စကြီးတက်တနာများတဲ့တယ်ရေလျာလေးတွေအနေနဲ့ကတော့မအခင်နဲ့ဆိုင်ပြီးအိမ်ရဖះမှာထိပြုသူမှုရွှေထီးလေးကပ်ပြီးအိမ်ရဖះကိုတောက်တော်ရေးတည်တည်ဆုံးကပ်ပြီးပါရှင်မမေအစခင်ဟာပါဆောင်ထောက်ဝင်မဲတာရပိန်ဟထုံနဲ့စတဲ့သူလေးနာကြီးအခင်ဟာလည်းပါတယ်ပေါ့နော် relationship ပြဿနာလေးတွေရှိရအတွင်းရန်အတိုက်အခံအနိကဆုံးရန်သူလေးတွေရှိတဲ့တယ် ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စရဲ့ခလီတွေကတော့ကံကောင်းလာပြီအလုတ်ကိုက်သိရမယ်အလုတ်ရပြီလားစာကောင်းမှုချင်းနေအစီအပေချင်းနေရှိမယ်အလုတ်မရသေးဘူးဆိုကျိတ်တွေပေါက်ရလိမ့်မယ်ရေဒီယာလေးတွေထပ်စနုဒါရီညာအခရာနဲ့စားတဲ့ဖေးရမှာပိမှန်လေးကတ်လို့ပေးပါရှင်နမဲအစအခရာတောင်းဝင်းဖို့ရကောင်းနဲ့စားတဲ့သူတွေအလုတ်လည်းမနာအောင်ကိုယ့်ရဲ့နမဲကုံတွေတိုးတက်တာကြီးလည်းဖြစ်မယ်ငွေကြေးပိုင်းမှာတော့အလောက်ထိမလာသေးဘူးကိုယ့်ရဲ့နမဲကုံတွေဥမာတိုးတိုးရွှေရွှေလို့ဆို အာ तू ကတော့လေဘလို့ဘလို့ဘလို့ဆိုဟိုနာမည်ကုန်တရေတိုးတက်တာပေါ့နော်ဒါပေမဲ့ငွေကြီးကတော့လောလောဆယ်တော့မပါသေးဘူးပေါ့နော်အဲ့လိုမျိုးကန်တရားလေးရှိနိုင်နေအစီဝါရေးနဲ့ပတ်သက်ပြီးွားငွေကြီးနဲ့ပတ်သက်ပြီးွားလို့ရှိရင်အကုန်ကြများတဲ့ကာလတွေဖြစ်တယ်ဒါပေမဲ့နာမည်ကုန်တရေတိုးတက်မယ်ဆရာသမားအကြီးကဲဖောက်ရင်ကဲတို့ဆရာသမားအကြီးကဲရရှိမှုကန်တရားကောင်းတယ်အဲ့တော့ရရရလေးတွေအနေနဲ့ဗာလေးတွေပြုတ်လို့ပေးရမလဲဆိုတော့ရောက်ောက်တာဝဲမှုသမားလေးတွေကအောင်သပင်သုံးပုံစပယ်ပန်းလေးဖခင်မကတ်လူပူဇော်ပေးပါရှင့်နောက်တဲ့နာမည်အစအခင်ကနားငယ်ရပလက်နဲ့စရတဲ့သူလေးတွေ နားရရပလန်နဲ့ဆရတဲ့သူလေးတွေကသတိထားမိရမှာတော့အော်တာသမီကိုအိမ်အတွက်တို့အပြောင်းလဲတွေရှိခဲ့တာသမီအပူတော်ကရှိခဲ့အင်္ဂိစအပြောင်းလဲတွေရှိခဲ့နောက်ပြီးအလုတ်အပြုတ်တို့အပြက်တို့ဖြစ်တတ်တယ်သတိထားပေးပါအလုတ်ထဲမှာရဲပေါ်တတ်တယ်အဲ့အလုတ်ပြောက်ပွားရလို့ရှိရင်ကောင်းလာလို့မင်းတော့အလုတ်ကအသည့်ဒီလာထဲမှာပြန်ဆိုင်ရခင်းရှိရင်ဝေးချေးစီးပွားတွေတိုးတက်လာခင်းနေရှိတယ်ဒါပေမဲ့အလုတ်ကတော့ပြုတ်ပြက်တယ်အလုတ်ဟောင်းတွေရှင်စွန့်ခွာမယ်ကန်တရားမျိုးရှိရဲ့ရေရလေးအနေနဲ့ကတော့ ိမ်ကဖေကမှရွှေကြီးလေးကပ်ပေးပါပါနော်နောက်ထပ်နာမည်အစအခေယာဖောက်ဦးထုံဓာတ်ဥချိုက်ဘာကုံအခေယာနဲ့စရလူလေးဖြို့လို့ဒနာလို့ဖုံးလို့ဖုံးလို့ဘာကုံနဲ့ဘုံဘုံဖောက်ဝထုံနဲ့ဘုံဘုံရတယ်အဲ့ဒီနာမည်အစခေယာလေးတပည့်တပန်းလက်အောင်ရတာကဆရာသမားအကြီးကဲကစကားများရန်ဖြစ်ရတဲ့တတိထားပေးပါဂုံတရင်းနဲ့တိုးတက်လာပြီးအောင်မြင်အစဉ်ပြေလာပြီလို့ပြောလို့ရတဲ့ကံတရားမျိုးရှိနေတယ် ဘဝမှာကိုလိုချင်တဲ့ကိုဖြစ်ချင်တဲ့ကိစ္စကြီးစတင်ပြီးချင်းနေဝင်ရောက်လာပြီးဖြစ်ပါတယ်။ရတရားလေးတွေအနေနဲ့မှာအဲအင်ရဖျံမှာပဲပေါ့နော်။ဝါညွန့်ခန်းကောအညွန့်လေးတွေရှိလို့ရှင်ကတ်လို့ပူဇော်ပေးတဲ့ရတရားလေးတွေပြုလို့ပေးလို့ရပါတယ်ရှင်။နောက်ထပ်နမဲ့အစအခရာလေးရတော့ခါခွေးခါငယ်နဲ့စတဲ့သူတွေခါဝေးခါငယ်နဲ့စတဲ့သူတွေကအလုတ်ကိုင်အစ်စ်ဂျင်းတွေပေါက်ရရှိမယ်အလုတ်ကိုင်အပြောင်းလဲရှိမယ်ငွေလင်ခန်းတက်တဲ့တတိထားပေးပါပေါ့နော်။ ယရိယာလေးတွေအနေနဲ့ကတော့မလုပ်ပြရမယ်ဆိုအလူဒဏ္ဍလေးပေါ့နော်ခွေးစာကြောင့်ကဒါမျိုးလေးတွေကြွေးရလုပ်ပြီးလို့ရပါတယ်။တအခရာနဲ့စရတဲ့သူတွေနမဲအစအခရာတအခရာနဲ့စရတဲ့သူတွေအိမ်အောင်ရဲ့အခြေအနေမှာပတ္တနာကွဲတာတွေကွဲပြဲဆက်လက်လူမှုရေးကိုနဲ့အတူတူဆက်လုပ်ရှိရလို့ပတ္တနာကွဲတာကွဲပြဲဆက်လက်နေရှိနိုင်တယ်။ငွေကြေးနဲ့ပတ်သက်လို့စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ပတ္တနာနဲ့လုံမဲ့ဆိုချင်းတွေပေါ့ပတ္တနာကွဲတယ်နိုင်ငံခြားကျောင်းသွားပြီးပညာတက်တင်ကြမှာတော့ဝဲဒီဝီရမှာလို့ဆိုကောင်းတဲ့ကံတရားမျိုးရှိပါတယ်ရှင်။ တားခန်နေဆိုင်ပြီးတာသမီးခရနေရတယ်တယ်နော်ဒီတနေ့အတွင်းမှာခရရလေးတွေအနေနဲ့ကတော့လီလီပန်စပယ်ပတ်ခန်းကောအညောအောင်တပြေးအဲ့ဒါလေးတွေဖခင်မှာကတ်လို့ပူဇော်ပေးလို့ရတယ်ဝါညွန်ရတယ်ကျုကျုလေးကတော့မမကြီးမှရှားပါတယ်နိုင်ငံရလို့ဆိုကျုလေးပေါ့ကိုညံလေးကိုကိုကိုမိတော့မှာပါပေါ့နော်အဲ့လိုမျိုးလေးရပါတယ်နောက်ထပ်နမဲအစအခရာထက်စင်နူဓာရီညာစာမြင်ဆွဲစာလုံးဟိုမှာစိန်တို့စိန်တို့စန်းတို့ ဆန်တို့အဲ့လိုနာမည်အစအဖျားစတဲ့သူတွေပထမဆုံးအရှိပိုင်းရဲ့ဆာလုံကစုစီစောလာပဲပါတယ်နော်ဒါနောက်ဆုံးအုပ်စုကဒုတိယဆာလုံအုပ်စုအဲ့ဒီဆာလုံအုပ်စုရဲ့ထက်စင်တို့ဒါရီညစာမျက်စွဲအခရနဲ့စတဲ့သူတွေခေါင်းရှုပ်စရာဆေးရှုပ်စရာအနိဋ္ဌာရီကနေကြော်လွန်လာပြီးတွေးရတိုက်ခိုက်ကလေးတွေရှိရဲဆေးရုံစင်ကနာမကျဖြစ်တဲ့တံပြိုးလေးတွေတတိထားမယ်အိုးအိမ်အစ်တဝင်တတ်တဲ့ကိန်းလေးတွေရှိရဲကိုဘွားမှာစိတ်အေးချမ်းသာမှုလေးတွေစရလာပြီးပြီးခဲ့တဲ့နှစ်ပိုက်ကန်နေနေရလေးတွေကနေပေါ့နော် ရတရားလေးနေနေမှာတော့ငားလွတ်ပေးတဲ့ရတရားကိုပြုတ်လို့ပြီးပါတကောင်ရရဆယ်ကောင်ရဘယ်ချိန်ပဲဖြစ်ဖြစ်နောက်ထပ်တစ်ခုရတရားလေးကကြတော့အိမ်ကဖျံမှာအောင်တပီခန်းကောညွန်လေးတွေကတ်လို့ပူဇော်ပေးလို့ရပါတယ်အောင်တပီကလည်းအောင်ထက်ခန်းကောညွန်ကလည်းကန်နေပွင့်တက်တယ်အဲ့လိုလေးပြုတ်လို့ပူဇော်ပေးလို့ရတယ်အဲ့တော့လာမဲဇွန်လိုင်းလာတီရတော့သူကအညံ့အခိုက်နေနေရတော့ဒီစစ်တိုအင်ကာနဲ့ရောင်းနဲ့မျက်နှာချင်းဆိုင်မြင်သာပြီးပါတော့ စနေကိုအင်္ဂါလမ်းမြင်တဲ့အတွက်ကြောင့်မလို့ရာဒီဥရူပေးစစ်မှတ်ရေးရပေးရတော့ကဘာနဲ့အဝမ်းမှာတော့ရှိနေမှာပဲရှိနေမှာပဲဆိုတော့ကိုယ့်ဘက်ကလည်းတတိဝရီကလည်းထားပြီးတော့ပေါ့နော်ဒီဈေးကွက်လာလာကိုချိန်ဆပြီးကိုယ့်ရဲ့ကတ်ချပါအပြောင်းလဲလေးတွေကိုချိန်ဆပြီးတော့ဒါသိရှိနိုင်ပါတယ်